ခုတဆက်ပေးမဲ့တဲ့င်းကတော့ဆန္ဒပြလူငယ်400ကျော်ဖမ်းဆီးခံရပြီးတော့တင်မမူရင်းမြင့်တက်နေတဲ့တဲ့င်းမဲ့ဖြစ်ပါတယ်။ပညာရေးနဲ့ကျမ်းမာရဲ့အသွင်ကူပြမှုတွေလှုပ်ဖို့အတွက်ဆန္ဒပြတောင်းဆိုနေတဲ့လူငယ်400ကျော်ဖမ်းဆီးခံရပြီးနောက်မှာမော်ရိုကိုအစိုးရနဲ့လူငယ်တွေကြားမှာတင်မမူတွေပုံမှန်မြင့်တက်လာခဲ့လို့သိရပါတယ်။ မော်ရိုကိုဆိုရ2030ပြည်နှစ်မှာအရှေ့အနေနဲ့လက်ခံကျင်းပါမယ်။ကမ္ဘာဖလားဘောလုံးမြိုင်ပွဲအတွက်ငွေကြေးလုံးရင်သုံးပြီးတော့ပြည်စင်နိုင်ဖို့အတွက်အမှန်တကယ်လိုအပ်တဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမှာငွေသုံးစွဲမှုတွေရှာရှာလိုက်တာကြောင့်ဆန္ဒပြမှုတွေပေါ်ထွက်လာတာပါ။ဆန္ဒပြမှုတွေကို generation z လို့ခေါ်တဲ့လူငယ်လူလတ်ပိုင်းတွေကဥစားငွေကြတာဖြစ်ပါတယ်။ဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြမှာ အပြည့်အလန့်နေတဲ့တိုက်တွေ့မှုတွေကလေးဖြစ်ပွားခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်200ကျော်တရားရရှိခဲ့တယ်လို့လည်းမော်ရိုကိုအစိုးရကသတင်းထုတ်ပြန်ခဲ့ပါတယ်။စန္ဒပြသူတွေဘက်ကလည်းအစိုးရပိုင်အဆောင်တွေအုပ်ချုပ်ရေးပိုင်နဲ့ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်ပျက်စီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချင်အောင်ပေးပို့လာပါဗျ။